ကိုယ်နေနဲ့အရေးပေါ်သုံးဝင်မထိုင်ဝေကြီးပူပန်ကိုကြုံရနိုင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဝေကြီးကြက်တဲ့ကင်းဖို့ပဲဖြစ်ဖြစ်ဝေကြီးပူပန်မှုတတ်တာဖို့ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်အရေးပေါ်သုံးဝင်ရလဲအင်တန်ရေးကြည့်ပါတယ်အရေးပေါ်သုံးဝင်နဲ့ပတ်သက်ရင်ဒါအများစုသိကြတယ်ကျွန်တော် emergency fund ရှိတယ်နောက်တစ်ခုကတော့ rainy day fund ပေါ့နော်ဒီနှစ်ခုလုံးကကျွန်တော်တို့အရေးကြည့်ပါတယ်ဒီ emergency fund ဆိုတာကတော့မမျှော်လင့်ပဲဖြစ်တဲ့ငွေကြေးပြဿနာ ကြီးကြီးတွေကိုကျွန်တော်ဆိုလိုတာပေါ့လေတခါတရံမှကြုံရတယ်ကျွန်တော်မမျှော်လင့်ထားဘူးဒါပေမဲ့တခါတရံကြုံရတယ်ရှိတယ်သူအထူးသဖြင့်တော့ကျွန်တော်အလုတ်ပြုတ်သွားတာမျိုးလစာလျှော်ခံရတာမျိုးနောက်တစ်ခုကဘလိုဟာမျိုးရှိလဲဆိုတော့ကိုယ့်ရဲ့ဒီကျမ်းမာရေးပြဿနာကြီးကြီးမားမားကြုံရတာမျိုးစသဖြင့် तू ကဒီငွေကြေးလိုအပ်ချက်ကြီးကြီးမားမားကိစ္စတွေပေါ့နော်ကျွန်တော်ကြုံရတဲ့ဟာမျိုးတွေ तू ကတခါတရံကြုံတယ်အဲကျွန်တော်မမျှော်လင့်ထားပဲကြုံရတဲ့ကိစ္စမျိုးတွေပေါ့နော်အဲဒါမျိုးတွေကျွန်တော်တို့ဆိုလိုတာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ raining day fan ပါ तू ကကြတော့ तू လည်း ဟိုညှော်လင့်ထားတာတော့မဟုတ်ဘူးဒါပေမဲ့သူကမကြခဏကြုံရတယ်ဟိုဘလို့ဟာရလဲဆိုရင်မကျွန်တော်တို့မညှော်လင့်မဲနဲ့ခီးသွွားကြကိစ္စပေါ်လာတာမျိုးတွေတခါတရံမှကိုဒီကပြက်တာမျိုးတွေကဝက်ရှော့ပို့လိုက်တော့ဒီကုန်ချစီကုန်တာမျိုးတွေရှိမှာတခါတရံကျွန်တော်တို့ကကိုယ့်ရဲ့ဒီမိတ်ဆွေပေါင်းနေတွေအတွက်ငွေကြီးလိုအပ်ချက်ကိုကျွန်တော်တို့ကချိလိုက်ရတာနော်ဖြည့်ရှင်းလိုက်ရတာ အထာမျိုးလေးတွေပေါ့နော် तू ကဟိုမကြခဏတော့ကြုံတတ်တယ်ဒါပေမဲ့ तू ကကြုံလာရင်တော့ခုနကဒီ emergency ခန်းလောက်တော့ तू ကအေးကြီးမှမဟုတ်ဘူးလေဒါပေမဲ့ဒီလိုပြဿနာလေးတွေကလည်းကျွန်တော်တို့နေ့စဉ်ဘဝမှာဒါမကြခဏဆိုလိုဖြစ်တဲ့အတွက်ဒီလိုငွေကြီးလိုအပ်ချက်လေးတွေကလည်းကျွန်တော်သတိထားဖို့လိုတယ်ပေါ့တခါတည်းကျွန်တော်တို့သတိထားကြည့်လို့ရတယ်ဟိုမှာကျွန်တော်ဆိုရင်လည်းပြန်သတိထားခြင်းအရင်အဲဒီလိုပဲဒီခုနကဘဝကျွန်တော်တို့ဒီတိုင်းတန်းထတော့အဲတုံးရတဲ့အခြေအနေတွေရှိတယ်။ကိုကတော့ဒီတလားစာပေါ့နော်ကိုယ့်ရဲ့အတုံးသေးတလားစာခြံထားတယ်။ဒါပေမဲ့ကျွန်တော်တို့တခါတည်းရန် အဲ message ပေါင်းသင်းနေနဲ့ကျွန်တော်တို့သွားပြီးတော့ dining out trust ဆားပြက်တာမျိုးစုံတာမျိုးတွေကျွန်တော်တို့ရှိတယ်တခါတည်းမမျှော်လင့်မဲ့ကျွန်တော်တို့ခီးသွားတာလေးတွေရှိတယ်တခါတည်းကျွန်တော်တို့ကမမျှော်လင့်ပဲတချို့ပစ္စည်းတွေကျွန်တော်ဝယ်လိုက်တာလည်းရှိတယ်တကယ်တမ်းကျကျွန်တော်တို့ကဒီလိုအသုံးစိတ်တွေအတွက်အဆဖယ်ထားတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကြုံလာတဲ့အချိန်တွေမှာကိုတိုင်းကထွာကနဲ့ဖယ်ထားတဲ့ကိုရဲ့လစာတွေကနေကျွန်တော်ယူသုံးလိုက်ရတဲ့အချိန်မှာလက်မကုံခင်မှာကျွန်တော်တို့မှာ အငွေကြေးလိုအပ်ချက်ရှိနေအဲ့အချိန်မှာကျွန်တော်တို့တခြားသူတွေကလိုက်ချရတာရှိတယ်တခါတည်းကကျွန်တော်မှတချို့ပြဿနာလေးတွေပေါ့နော်ငွေကြေးပြဿနာလေးတွေကြုံရတာရှိတယ်ဆိုတော့ဒီ raining day fan ကလည်းတော်တော်လေးအရေးကြီးတယ်တော်တော်လေးအရေးကြီးတယ်ဆိုတော့ emergency fan လည်းကျွန်တော်တို့ထားဖို့လိုတယ်အကျွန်တော် raining day fan ထားဖို့လိုတယ်ကျွန်တော်ဝင်ဝင်တစ်ခုရလာပြီဆိုရင် budget ဆွဲမယ် budget ဆွဲတဲ့အချိန်မှာကျွန်တော်ဒီအရေးပေါ်သုံးငွေလည်းကျွန်တော်မဖြစ်မိထားတဲ့ねကိုအရေးပေါ်ကြုံလာလို့ဒါကိုသုံးလိုက်ပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ကဒါကိုထပ်ပြီးတော့ saving လုပ်ဖို့လိုတယ်ပေါ့နော်ဒီရေးပေါ်တုံးငွေကိုပမာဏဘယ်လောက်ထိထားသင့်လဲပေါ့နော်ထားသင့်လဲဆိုတော့ personal finance guru တွေအကြံပေးတာတော့ emergency fund ဆိုရင်ကျွန်တော်တို့က3လစာနေပြီးတော့6လစာလောက်ထိကျွန်တော်ထားသင့်တယ်ပေါ့နော်အဲကျွန်တော်တို့တစ်လအသုံးစိတ်က living cost က ဆယ်သိန်းရှိတယ်ဆိုရင်ကျွန်တော်6လသိန်း60လောက်ကျွန်တော်တို့ထားဒါဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော် Rainy Day Fund ကြတော့ကျွန်တော်3လလောက်ထိထားဆိုပြီးတော့တို့ပြောကြတာရှိတယ်ကျွန်တော်တလောက်ကျွန်တော်ဆယ်သိန်းသုံးတယ်ဆိုရင်3လသာကျွန်တော်သိန်း30လောက်ထားပေါ့နော်ဆိုတော့ဒါတော့အများစုအကြံပေးကြတာအများစုအကြံပေးကြရတယ်ဆိုတော့အဓိကကတော့ကိုဘတာကိုကျွန်တော်ချိန်မှုရည်ကြည်တယ်ကိုကအဲသုံးဆွဲကြီးတဲ့သူလားနောက်မိတ်ဆွေပေါင်းသင်းများတယ်လားအဲဒါကိုရဲ့ life style နဲ့ကျွန်တော်ချိန်လို့ရတယ်သုံးဆွဲကြီးတဲ့မိတ်ဆွေပေါင်းသင်းများတယ် မကြာခဏဒီလိုငွေကြီးလိုအပ်ချက်လေးတွေရှိတယ်ဆိုရင်ကိုကမြန်မာစသာထားဖို့လိုတယ်ပေါ့တကယ်လို့ကိုက minimal list ဆိုရင်တော့ကျွန်တော်တို့ကအလောက်အများကြီးလဲလိုချင်မှလုပ်မှာပေါ့အဲကျွန်တော်တို့ဒီလိုမကြာခဏကြုံရတဲ့ဒီ raining day fund အတွက်ဘယ်လောက်ထားမလဲ emergency fund အတွက်ကျွန်တော်ဘယ်လောက်ထားမလဲဒါကိုပါတော့ကိုကိုရဲ့အတုံစိမ့်နဲ့ချိန်လို့ရပါတယ်အရေးကြီးတာကတော့ကျွန်တော်တို့ဒီငွေကြီးစီမံခန့်ခွဲမှုမှာဒီ emergency fund နောက်ဒီ raining day fund ဒီအရေးပေါ်တုံးလို့ရကျွန်တော်မဖြစ်မလို့စုံဖို့အင်တန်ရည်ကြီးပါတယ် တိုးတက်ငွေကြေးနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတာဆိုရင်တော့ channel ကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်